အရှုပ်ထွေးတွေဖြစ်ပေါ်စေခဲ့တဲ့အတန်ဖိုင်ပေါက်ကြားမှုနဲ့ဆက်ဆက်ပြီးထိုင်းဝန်ကြီးချုပ်ဖေးထောင်ထန်ရှီနာဝတ်ထရာကိုရာထူးကနေဆိုင်းငံ့ထားစီဖို့ထိုင်းအခြေခံဥပဒေခုံရုံးကအမိန့်ချမှတ်လိုက်ပါတယ်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့အလွတ်တဘောဖုံးပြောခဲ့ချိန်မှာဖေးထောင်ထန်ကထိုင်းစစ်တပ်အပေါ်ပုတ်ခတ်ဝေဖန်တဲ့သဘောမျိုးတွေထည့်ပြောမိခဲ့ပါတယ်အဲ့ဒီအတန်ဖိုင်ပေါက်ကြားလာတဲ့နောက်သူဟာနိုင်ငံရေးအရာဖိအားတွေအများကြီးကြုံခဲ့တယ်လို့ရာဒူးကနှုတ်ထွက်ပေးဖို့တောင်းဆိုဆန္ဒပြမှုတွေနဲ့ပါရင်ဆိုင်လာရပါတယ် ဒါပြင်အထက်လွတ်တော်အမတ်36ယောက်ကအဲ့ဒီအတန်းဖိုင်အရဖေးထောင်းထက်ဟာအချုပ်အချာအာဏာလုံးဂျုံရေးကိုထိခိုက်စေပြီးကျင်းဝတ်စံနှုန်းတွေကိုဆိုးဆိုးရွရွချိုးဖောက်မှုတွေရှိခဲ့တာကြောင့်ယာဒူးကနေဆိုင်းငံ့အရေးယူပေးဖို့အတွက်အခြေခံဥပဒေခုံရုံးကိုရှောက်ထားတင်ပြခဲ့ပါတယ်။ဇူလိုင်တရနေ့မှာတော့ခုံရုံးမှာအဲ့ဒီဆွဆွဲချက်အတွက်အမှုဖွင့်ပြီးစုံစမ်းစစ်ဆေးပေးဖို့ကိုထောက်ခံမဲ့ကိုမဲကန့်ကွက်မဲမရှိဘဲအတည်ပြုခဲ့ပါတယ်။နောက်ပြီးဖေးထောင်းထံကိုယာဒူးကနေဆိုင်းငံ့ထားဖို့ ထောက်ခံမဲ9မဲကန့်ကွက်မဲ2မဲနဲ့ဆုံးဖြတ်လိုက်ပါတယ်ဖေးထောင်ထန်ဟာဒီနေ့ပဲအစ်စ်ပြင်ဆင်ဖွဲ့စည်းတဲ့အစိုးရဖွဲ့မှာရင်ကျေးမှုဝန်ကြီးအဖြစ်ပူးတွဲတာဝန်ယူထားပါတယ်သူဟာဝန်ကြီးချုပ်လုပ်ငန်းတာဝန်တွေကနေဆိုင်းငံ့ခံထားရပေမဲ့ကျန်းသက်စာကျင်းဆိုပြီးတဲ့အခါမှာတော့ရင်ကျေးမှုဝန်ကြီးအဖြစ်အစိုးရထဲမှာဆက်ရှိနေမဲ့သဘောပါဖေးထောင်ထန်ရဲ့ဝန်ကြီးချုပ်တာဝန်တွေကိုဆိုင်းငံ့လိုက်တဲ့ဆုံးဖြတ်ချက်ဟာချက်ချင်းပဲအသက်ဝင်မှာဖြစ်ပါတယ် အဲ့ဒီနောက်မှာတော့ဒုတိယဝန်ကြီးချုပ်နဲ့ပို့ဆောင်ရေးဝန်ကြီးစုရိယာကယာယီဝန်ကြီးချုပ်တာဝန်ကိုလက်လွဲရယူထားမှာပါထိုင်းပြည်ကအတိအမှတ်ပြုလိုက်တဲ့ထိုင်းအစိုးရအသင်းမှာတော့ကာကွယ်ရေးဝန်ကြီးကနေပြည်ထရေးဝန်ကြီးအဖြစ်ပြောင်းလဲတာဝန်ယူသူဖုန်တန်ဝီချာယာချိုင်ကဒုတိယဝန်ကြီးချုပ်ဖြစ်လာမှာပါဖေထောင်တန်ကယဉ်ကျေးမှုဝန်ကြီးရာထူးကိုတော့ဇူလိုင်3ရက်နေ့အကြမ်းသစ်စာချင်းဆိုမှုအပြီးမှာစတင်တာဝန်ထမ်းဆောင်သွားမယ်လို့သိရပါတယ် ရာဒူးကနေဆိုင်းငံ့တာခံထားရတဲ့နောက်15ရက်အတွင်းထိုင်းဝန်ကြီးချုပ်ဖေထောင်ထန်ရှီနာဝထရာဟာသူ့အပေါ်ဆွဆွဲချက်တွေအတွက်အပြစ်မရှိကြောင်းခုခံလျှောက်လဲနိုင်မဲ့တက်သေးတွေကိုတင်ပြရမှာဖြစ်ပါရဲ့ရှင်။